မအားလကြဆုံးဖို့ရက်မဝေးတော့ပါဆိုရင်ဆောင်းပါတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအင်မတန်ဝမ်းနည်းကြီးကွေးစရာကောင်းတဲ့ရက်သက်တပတ်တစ်ခုကျော်လွန်လာခဲ့ပါပြီ။ဒါကစစ်တပ်ကဟန်ပြကြီးညာတဲ့ဝမ်းနည်းခြင်းအထိမ်းအမှန်ရက်သက်တပတ်ကိုညှဉ်းနှောင်းတာမဟုတ်ပါဘူး။ကလေးပေးတန်တဲ့ပြည်သူတွေနဲ့တူလိုက်ပါခန်းစားကြတဲ့ကုညီသူပုတ်ကလေးကအလူရှင်တွေနဲ့တူလိုက်ပါခန်းစားကြတဲ့ဝန်ရရမှုကိုပြောတာပါ နိုင်ငံပေါင်း15နိုင်ငံကအရေးပေါ်ကိစ္စတွေနဲ့အလုံးမဲ့အပြစ်မှန်ခံကူညီခဲ့ကြတာကိုတွေ့ရမှာပါ။သူတို့ရဲ့ဤပညာတာလွန်ကောင်းမှုတွေကြောင့်လူတချို့အသက်ပေးကကယ်ဆယ်နိုင်ခဲ့တာလေ။အားလုံးမြင်တွေ့ကြရမှာပါပဲ။စစ်တပ်ကတော့သူတို့တတ်တာသွားတဲ့အတွက်ကြိတ်ပြီးကြီးနက်နေမှာဖြစ်ပေမဲ့ဒီသူတွေကတော့စိတ်ရင်းစေတနာမှန်နဲ့ကျေးဇူးတင်နေကြရတာဖြစ်ပါတယ်။ကဘာစည်းမှာဘလို့ဆုံးယုံမှုတွေရှိနေပါစေ။စေတနာမှန်နဲ့ကူညီဖိမမှုတွေကလည်းရှိနေတာတွေ့ကြရတာပါ။ကပိဒုက္ခတွေပေါ်ကနေစစ်တပ်ရဲ့နိုင်ငံရေးစီးပွားရေးအမျက်ထုတ်လှုပ်ဆောင်မှုတွေရှိသလို့ စိတ်ရင်းစေတနာအမှန်နဲ့ပြည်သူအချင်းချင်းကူညီနေတာတွေကတော့မျက်ရည်ဝဲလာအောင်ခန်းစားကြတာပါတစ်ဖက်မှာလည်းမြမလူအခွဲစည်းရဲမှာမင်းဆိုးမင်းညင်းနဲ့လက်ပါစီပြီးဘလို့ပဲနေရာယူခွာတုံနေပါစေလူကြားထဲမှာလူသားဆန်တဲ့စိတ်ဓာတ်တွေအပြေဝရှိနေကြတာဖြစ်တဲ့အတွက်ကြည်နဲ့ဝမ်းမြောက်ကြရပါတယ်စကမ်းပြည့်ပြည့်လို့ခေါ်တဲ့ငလင်းเจ้าဟာမြမနိုင်ငံအလေပဟိုတဲကနေဖြတ်သွားခဲ့တာဖြစ်ပါတယ် ဒီပြည့်ရွေးကနှစ်ပေါင်း90တရာလောက်မှာတစ်ကြိမ်ပြင်းထန်တဲ့ငလင်လေးလုံနေရှိတာကိုမြန်မာရောနိုင်ငံတကာကပညာရှင်တွေကပါသတိပေးထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်အရင်ဆုံးရလက်ထက်ကအရေးပေါ်ကဲဆိုင်ဖွဲ့ပြီးအေးချစ်မှုတွေလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။လိုအပ်တဲ့ပစ္စည်းတွေစုဆောင်းထားရှိကတဘာဝဘေးရန်တွေအတွက်ရှမ်ပွန်ငွေကျပ်ဘီလီယံ900လောက်တည်တံ့ဖဲထားခဲ့တာနဲ့အရေးပေါ်အတုံပြူနိုင်ဖို့ရဟန့်ငွေတစ်စင်းမှအသင့်ဝဲထားခဲ့တာဖြစ်ပါတယ်။ တက်သည့်နာလည်းပြီးပြည်သူအတွက်ကောင်းကျိုးရှိစေမယ့်ဆောင်ရွက်မှုမှန်သမျှဟာစစ်တပ်ကအာဏာယူရေးအတွက်မျက်စိစပင်မွေးစူးစရာဖြစ်ခဲ့ပါတယ်။မန္တလေးကိုစမတ်စီတီဖြစ်အလင်းမြန်ဆုံးပြောင်းလဲနိုင်ခဲ့တဲ့ဝန်ကြီးချုပ်နဲ့မြို့တော်ဝန်တို့ကိုဖမ်းဆီးထောင်ချခဲ့တဲ့ဝန်ကြီးချုပ်ဦးစော်မြင့်မောင်ကကင်ဆာရောဂါခံစားနေရပြီးဆေးဝါးကုသမှုအလုံးလောက်မရရှိပဲကွယ်လွန်ခဲ့ရပါတယ်။နမဲကြီးမျက်စိအထုကုဆရာဝန်ကလည်းမြို့တော်ဝန်တာဝန်ကိုရယူခဲ့တဲ့ဦးရဲလွင်ကမန္တလေးကိုကောင်းအောင်လုပ်ရမှာသူအိတ်နေတဲ့က သူ့အိတ်ထဲကပတ်စံအောင်စိုက်ထုတ်လုပ်ခဲ့တာပါစစ်တပ်ကသူတို့မလုံနိုင်တဲ့ကောင်းမှုလုပ်ခဲ့သူတွေကိုအညှို့ထားပြီးဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။တနက်ကင်ထားပြီးကြောက်အောင်လောက်ပဲရှိတဲ့စစ်တပ်ကောင်းဆောင်တွေကတဘာဝဘေးဒဏ်အတွက်သုံးဆွဲဖို့အရန်စုဆောင်းထားရှိတဲ့ရန်ပုံငွေတွေကိုနှီးစက်ရလုပ်ငန်းရှင်တွေကိုထုတ်ချပြခဲ့တဲ့ပမာမကန်သုံးဆွဲပြခဲ့ကြတာဖြစ်ပါတယ်။တကယ်ဖြစ်လာတော့ဘာပြင်ဆင်မှုမှမထားရှိထားလို့ဘာရန်ပုံငွေမှလည်းသုံးစရာမရှိတော့ပါဘူး။မလင်ကမန္တလေးစကိုင်းနာတဝိုင်းမှာပဲထိခိုက်ခဲ့မယ်ဆိုရင်မအားလာကဒီလောက်ကူးဆိုင်နေမှာမဟုတ်ပါဘူး။ အခုတော့သူတို့ရာသက်ပံမင်းလို့ပို့ကြံစီထားတဲ့နေပြီးတော့နေစင်ယုံကျုံမှာပါအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့လို့မျက်စိကလည်းစံပြပြပြီး နိုင်ငံတကာအကူအညီတွေမရှက်မကြောက်တောင်းလာတာပါပဲ။တန်းရွှေရီတို့ကနာဂင်မုံနိုင်ဝင်တော့အကြောက်လွန်ပြီးနိုင်ငံတကာအကူအညီတွေလက်မခံခဲ့ဘူး။နောက်ပိုင်းကျမှလက်ခံခဲ့တာအကူမအလားကတော့လူမျိုးတုံးတပ်ဖြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ခံထားတော့နိုင်ငံတကာအကူအညီလက်ခံတာနောက်ကကျွေးထူမဖို့တန်းထူမရဆိုသလိုထူပြီးတော့မကြောက်တော့ဘူးပေါ့။နိုင်ငံတကာအကူအညီတွေကိုငတ်ပြတ်ပြီးစစ်ဝတ်တောင်ကောင်းကောင်းမရှိတဲ့စစ်တပ်သူ့အတွက်များယူထားပြီးပြည်သူတွေကိုတော့ဟန်ပြနေနေလောက်ပြီးဝေလိုက်ရုံပဲဆိုတဲ့အယုဒ္ဓမာစိတ်ကရှိပြီးသားမဟုတ်လား။ စစ်သားတယောက်တန်းပြီးအုပ်ချုပ်တယ်ဆိုရင် အလုံးက S1ND လောက်တာကြီးပါမယ်အခုလဲသတင်းနေမှာနေရာတကာစကိုင်းကလွှင့်ရင်စကိုင်းကိုတော့သူထိုင်ကုန်ဆွဲလုတဲ့နေရာဖြစ်လို့အညိုအတီနဲ့ကြောင်ရွံ့နေတာဖြစ်နေတာပါအခုစရဲလောက်နေမှာသွားတယ်ဆိုလို့ပြောပါတယ် စကိုင်းကိုဘလောက်ကြောက်ရွံ့နေလဲဆိုတော့ငလင်ကိုစကိုင်းငလင်လို့မခေါ်ပဲမန္တလေးငလင်လို့ခေါ်ရမယ်လို့စော်မဲလုံးကထုတ်ပြန်ကြေညာလာပါတယ်။ရှောက်သွားပြီးလက်ညိုးတထိုးထိုးနဲ့ဘာမှနားမလည်တဲ့ကိစ္စတွေကိုစီစဉ်ညွှန်ကြားနေတာတွေ့ရမှာပါ။ဒီလိုနဲ့ပဲတန်းရွှေကြီးလက်ထက်နှစ်20ကျော်နုံနစ်ခဲ့ပြီးမအားလားလက်ထက်မှာတော့ဖုံးကန်လုံးဝမရှိတဲ့မင်းဆိုမိမြင့်တို့လက်ထက်ကြုံရချက်တွေအတိုင်းကြည့်သူကလက်မခံရုံသာမကမဟာပထဝီညီကြီးကတော့မနေနိုင်လို့လှုပ်ခါနာရတာမဟုတ်လား။ဒီရင်ကိန်းကန်းတွေအရကောရှိအတိတ်တပောင်းတွေအရပါအာနာယုတပိုင်အတွက်ကောင်းကွက်တစ်ခုမှမရှိ ရှိပါဘူးပြည်သူမြင့်ညာလို့သာ NUG နဲ့ EEO တို့ကရှာရီတစ်ဖက်သက်အပြစ်ရထားတာပါဒီအချိန်မှာအင်အားစုပြီးနောက်ပါတော့တိုင်းလို့ရနိုင်တာဖြစ်ပါတယ်စစ်တပ်ကတရုတ်ကူညီရှင်နဲ့ကိုပြစ်ခတ်လိုက်ပြီလို့ တရုတ်ကြီးအကြိုင်အပြစ်ခတ်ရစဲကြီးညာခဲ့ပေမဲ့သူ့ဘက်ကအခြေအနေလီဆိုးနေတာပေါ့တော်လိုင်းအင်အားစုရဲ့ခွင့်ကောင်းရှုသွားမှာကိုဆိုရင်ပြီးကြိုကန်တဲ့အနေနဲ့အလင်းရင်နဲ့နေရာဆုံးလိုက်ပြီးပုံကျဲနေတာပါပဲဒါပေမဲ့သူအစိုးရင်ဆုံးကိစ္စတွေကရှောင်လွဲလို့ရမှာမဟုတ်ပါဘူးနေမျိုးတွေဓာတ်ထပ်ပိုဆုံးရှုံးလာမယ်စစ်သားတွေဓာတ်ထပ်ပိုတည်ကြရမယ်တကယ်တော့မအားလာတက်ကအစိုးရဆင်မဟုတ်တော့ပဲမြန်မာမှာရှိနေတဲ့တပ်ပေါင်းများစွာတဲ့ကတာမန်တက်တက်အဖြစ်ကိုရှော့ချလာပြီးမယ်ဖြစ်ပါတယ်စစ်တပ်ရဲ့လူသက်လက်နက်ထုံးစယုံတွေပို့ပြီးထိခိုက်ပျက်စီးလာမယ် နောက်ဆုံးနေပြည်တော်အပြက်စီးတွေကိုသူဘက်လုံးမှပြန်လဲတိဆောက်နိုင်မှာမဟုတ်ဘဲစုခွာထွက်ပြေးရမယ့်အချိန်တွေမုတ်ချရောက်လာတော့မှဖြစ်ပါတယ်။ ပြည်သူပေါ်စေတနာနယ်လို့နဲ့စစ်ကောင်းဆောင်ရဲ့ကံကြမ္မာဟာဘလို့မှစက်သိမ်းမကောင်းနိုင်ပါဘူးနိုင်ငံခြားခီးစဉ်ဆိုရင်သူကိုယ်သူလူရဝင်ပြီဆိုပြီးမြောက်ကြမြောက်ကြနဲ့အလွန်တက်ကြရဲမဟာလာကဘင်းစတက်စီဝေးသွားတက်ပြီးအင်တာပိုကိုကြောက်လို့ညာကြီးချိန်မတော်ကတုတ်ကြရိုက်ပြေးလာခဲ့ရတယ်လို့ ICC ဖန်ဝရန်ကလည်းထတ်ထွက်လာအောင်မှဖြစ်လို့တသက်လုံးဝရန်ပြေးဖြစ်နေမှာပါပဲအခုအရှိပေါ်ကုညီကဲစေးတွေကပြန်ကြတော့မှာပါလာမယ့်ကာလမှာပြန်လဲတိဆောင်ရေးလုံးကြရမှာပါစာကစာပတ်ကပေါ်ရွှတ်စွာဆောင်ရွက်ခဲ့တဲ့ကြားကပြည်သူတွေရဲ့စူးစမ်းရုံးကံမှုနဲ့ပြန်လဲ ထူထောင်ကြမှာပါဒါပေမဲ့ဒေါ်လာဘီလီယံနာနဲ့ချီကုန်မဲ့နေပြီးတော့ပြန်လဲတည်ဆောင်ရေးကိုမအားလာဘလို့မှလုံနိုင်မှာမဟုတ်ပါဘူးဝါစီကအလွန်ကြုံရိုက်ထုတ်နေတဲ့ကြံ့ငွေတွေကိုစင်ရေးအတွက်ပဲသုံးနေမှာဖြစ်လို့နာပါတာအုပ်ချုပ်ရေးပြန်လဲနလန်ထူလာတော့မှာမဟုတ်ပါဘူးလူတို့အနေနဲ့ကတော့ကိုဘသာကိုပဲစူပေါင်းအားနဲ့ဖြည့်ရှင်းကြမှာပါပြည်သူအပေါ်တာဝန်ခံမှုမရှိတဲ့အာဏာယူတွေကိုပြည်သူအားနဲ့ပဲပြုတ်ချတုတ်တင်ပြင်ရမယ်အချိန်ကာလကလည်းမဝေးတော့ဘူးလို့ဆိုပြရစေဆိုပြီးစောင်းပါမှရှိတာထားပါရဲ့ ဆက်လက်ပြီးမုံရွာမျိုးအမတ်နေရဲစခန်းမှာဒူရဲအုပ်အေးတန်းထွန်ကជីတူရီရိုင်ဖယ်တလန်နဲ့ជីအချို့ယူဆောင်လာပြီးအလင်းဝင်တဲ့အကြောင်းပြဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမျိုးအမတ်နေရဲစခန်းမှာဒူရဲအုပ်အေးတန်းထွန်ကជីတူရီရိုင်ဖယ်တလန်နဲ့ជីအချို့ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းမုံရွာခရိုင်အမတ်25တိုင်းတမန်နီကသတင်းဌာနကိုပြောပါတယ်။ ်အေဒီလာ9ရက်နေ့မှာအမှတ်၄ရဲ့စကံမှာသူရဲ့အေတန်တွန်ကအလင်းဝင်ခိုးလုံလာခဲ့တာဖြစ်ပြီးတက်ခွဲလီတက်ခွဲမှုနဲ့ချိတ်ဆက်ပြီးမျက်မြင်ကန်တရင်20နှစ်အကူအညီနဲ့တွားရောက်ခေါ်ယူခဲ့တာဖြစ်ကြောင်းသိရပါတယ်အလင်းဝင်ရောက်လာသူရဲ့စာတီမိသားစုရှင်ရာစီပို့ဆောင်ထားပါတယ်အလင်းဝင်ရောက်လာသူတွေအတွက်ကိုလည်းကျွန်တော်တို့ဘက်ကနှွေးထွေးစွာအမြဲစောင့်ကြိုနေပါတယ်။နောက်ပြီးသူတို့ရာသင်ရာထိုက်တဲ့အခွင့်အရေးတွေကိုလည်းအပြည့်အဝပေးထားပါတယ်လို့မုံရွာခရိုင်အမှတ်23တိုင်ရင်မှုတမ်မဏီကပြောပါတယ်။ ပုံရွာခရိုင်အမှတ်25တန်ရဲ့အနေနဲ့ပေါ်တာဆွဲခံရပြီးပြန်ထွက်လာခြင်းတွေကိုလည်းအနေရကင်းကင်းနဲ့ကဲထုတ်ပြီးခဲ့ခြင်းတွေရှိကြောင်းအခုလပိုင်းမှာတော့ပုံရွာခရိုင်အမှတ်25တန်ရဲ့တန်အလင်းဝင်ရောက်လာသူ6ဦးရှိပြီဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ကမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်လာတဲ့မာလန်းတိုင်နယ်ရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုအပါအဝင်ရဲတုံးတင်ဆောင်ပြီးလက်နက်ခံရများရရှိရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်ပြီးပြန်လာတဲ့မာလန်တိုင်းနယ်ရဲစခန်းမှာရဲစခန်းမှုရဲဦးမင်းအောင်စိုးပါရဲ၅ဦးကိုကြားပြတ်တိုက်ခိုက်ခဲ့ရာရဲစခန်းမှုအပါအဝင်ရဲ၃တင်ဆောင်ပြီးလက်နက်ကင်ရများတင်ဆက်ရရှိကြောင်းကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖမှာတာဝန်ရှိသူတအုပ်ကပြောကြားပါသည် အီနီလာကိုရန်နီညနေ9:00နိုင်ကန်ချိန်ခမောက်ကြီးမြို့နယ်အေးချမ်းသာကျေးရွာရှိလူကုန်သူများရဘာအဝဲတိုင်းများနဲ့မိုးရစေဝါရံဝဲသူများထံမှလစဉ်ကြီးကောက်ယူကပြန်လာတဲ့မာရန်တိုင်းနယ်ရဲစခန်းမှစခန်းမှုရဲအုပ်မင်းအောင်စိုးပါငါအုပ်ကို ဖောက်တုံကျေးရွာနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရာရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဒူရဲအုပ်မျိုးလင်းကိုနဲ့ဒူရဲရဲတကြံစီတူတို့တောင်းဦးတည်ဆောင်ပြီးတကြက်ကြီးမောင်တူတန်ရာရရှိခဲ့ကြောင်းသိရပါဗျာ ဆိုင်ကနေ2ရောက်ရှိကပွိုင်နေလာတာနောက်ကကားနဲ့ကားပေါ်မှာကစခန်းမှုပါ3ရောက်ဆိုင်ကရ2ရောက်ဆိုင်ကနေ2ရောက်မှာ1ရောက်ကထိုင်ရရတယ်ဆိုင်ကနေ2ရောက်ကတော့လွတ်သွားတဲ့ပေါ်အဓိကလည်းကားဝယ်ပြစ်တာဆိုတော့ကားပေါ်ကအကုန်သေးတာကားအကြောက်ထဲထိုးကြသွားလို့ကားတော့မယူလာခင်ရဘူးပစ္စည်းတွေပဲတင်းလာတာကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖမ်းမှတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ် ဒါအပြင်တင်ဆောင်သူများကင်ဆောင်အသုံးပြုတဲ့40မမတလန်ပုံတိ10လုံးနဲ့ AK အမျိုးသားတနတ်တလန် AKG ပေါင်း9ခုကြည်စံ64တောင်း9မမပစ္စတိုတနတ်တလန်ကြည်စံအတောင်90 6ောင်းလုံးပြုတနတ်တလန် .38 အမျိုးသားတနတ်တလန်လက်ဖြစ်ပုံ3လုံးလက်ကင်ပုံ4လုံးပတ်စံ2000ခွဲချက်တို့တင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပါကဖာရဲဘော်တွေကလုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်